ချစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်။တာယာတော်မနက်ခင်းလေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ကောင်းချီးပေးပါတယ်။ကျမ်းမာခြင်းညင်တချံဖခင်ရဲ့ကွယ်ကာဆောင်မခြင်းဒီအခုတရားဒေသနာကိုနားထောင်တော်မဲ့သင်နဲ့သင်မိသားစုပေါ်မှာတရားရည်တည်ရှိနေပါစေတော့။အသက်ရှင်သောနှုတ်ဘတော်ကိုနားထောင်ဖို့ရအိုးဆုံးစိတ်နှလုံးပြင်ဆင်လေအတူတူကဆုတောင်းကြပါစို့ ကောင်းမြတ်စွန်လင်တော်မူ၏တားမြောက်ချက်တော်မူတော်ဖဖခင်ယေရှုတော်အကြောင်းတညတာလုံးအိတ်ဆက်အနာယူခွင့်ရပါပြီဒီကနေ့မနေ့မှလည်းနိုးထခွင့်အသက်တော်နေ့ရက်ကိုဝင်စားရတော့မှာဖြစ်ပါတယ်အခုဝင်စားရတော့မဲ့အချိန်မှာဘုရားသခင်ရဲ့ရှိတော်မောင်းမှာပြန်လဲခွာလာယူတာဖြစ်ပါတယ်တရက်တာလုံးမှာဘာတွေဖြစ်မလဲမသိတဲ့အခါမှာဘုရားသခင်ကွဲကားဆောင်းမဖို့လိုပါတယ်ကိုရောလမ်းပြဖို့လိုပါတယ်ကိုရောဒါကြောင့်ကိုရောဖျား ကိုရောဖျားရှိတော်မှာကျွန်တော်တို့ချင်းကတ်တဲ့အခါမှာဘုရားသခင်ဒီကောင်းကြီးပေးပါဘုရားရဲ့စကားတော်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့အတွက်တိဆောက်စရာတရက်တာလုံးအတွက်ခွန်အားတသက်တာလုံးအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပါမိကြောင်းအချိန်တိုင်းကိုကိုရောလက်တော်ထက်အနံ့တဲ့အခါမှာကေတင်ပန်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းဆက်ကအနံ့ကြပါ리ဖဖရားအာမင်ချစ်တော်ညီကိုမောင်တို့ဒီကနေ့မနေ့အားလုံးနဲ့ဝင်ကားခြင်းတဲ့ကောင်းစဉ်လေးကနောက်ဆုံးတော့ကာလအပိုင်း၄ဖြစ်ပါတယ် နောက်ဆုံးတော့ကာလမှာဖြစ်ပြက်လာမယ်ဒီကနေ့ပြောမယ်ပထမတစ်ချက်ကနေထိုင်မှုဘဝပူပြီးခက်ခဲလာမယ်ဗါတယ်လေနေထိုင်မှုဘဝပူပြီးခက်ခဲလာမယ်ဒါကျင်းစာထဲမှာရေးထားတယ်နော်ကျင်းစာရှိလို့ရှင်ဖွင့်ကြည့်ပါနှစ်တိခန်းကြီး၃ငယ်တစ်ကနေ၅နှစ်တိဆိုတာကတစ်မောတေဩဝါဒစာဒုတိယဆောင်ခန်းကြီး၃ငယ်တစ်ကနေ၅ကျွန်တော်ဖတ်ပြပါမယ်နည်းနည်းတော့ရှည်တယ်နားထောင်ကြည့်နော် နောင်ကာလသည်တဲ့ခေရင်သောကာလဖြစ်မည်ဟုတိမတ်လောအဘယ်လိုနည်းဟုမူကလူတို့ဒီကိုကိုကိုချစ်တော်သူငွေကိုတတ်မှတ်တော်သူဝါကြွားတော်သူထောင်လွှားစော်ကားတော်သူသူ့အတေကိုရှုတ်ချတော်သူမိဘစကားကိုနားမထောင်တော်သူကြီးစုမရှိတော်သူတန့်ရှင်းခြင်းမရှိတော်သူပဂရိကျင်နာစုံမတ်ခြင်းနဲ့ကင်းတော်သူရံညိုးဖွဲ့တော်သူချော့စားတတ်တော်သူကိုအိန္ဒြေကိုမချုပ်တီးနိုင်တော်သူပြင်းထန်သူတူတော်ကောင်းကိုမုံတော်သူ တစ္ဆာကိုဖြတ်တတ်တော်သူတတိပေးခြင်းကိုမခံတော်သူမာမာနနဲ့ရစ်မှုတော်သူဖယားသခင်ကိုနစ်တတ်သည့်ထက်ကာမဂုဏ်ခံစားခြင်းကိုတာ၍နစ်တတ်တော်သူဖယားကို၌မွေလျော်ရောင်ဆောင်၍မွေလျော်ခြင်းတကိုးကိုညင်းပယ်တော်သူဖြစ်ကြလိမ့်မည်ထိုသူတို့ကိုရှောင်ကြလော့တဲ့ချစ်တော်ညီကိုမာမာတို့ခရိယန်ထဲမှာတောင်မကမယုံကြည်သူတွေထဲမှာတောင်မကခရိယန်တွေထဲမှာလည်းအဲ့လိုဖြစ်လာမယ်တဲ့ဘယ်လိုဖြစ်လာမလဲသိလား နောက်ဆုံးသောကာလမှာနေထိုင်မှုဘဝပို့ပြီးခက်ခဲလာမှာဘာကြောင့်နေထိုင်မှုဘဝပို့ပြီးခက်ခဲလာမလဲဆိုတော့လူတွေဖောက်ပြန်လာလူတွေအများကြီးဖောက်ပြန်လာတဲ့ခါမှာနေထိုင်မှုဘဝပို့ပြီးခက်ခဲလာမယ်โอเคခုနကဖတ်သွားတဲ့ကျင်းချက်ထဲမှာဆိုလို့ရှိရင်တော်တော်လေးလက်တွေ့ကြတဲ့သူတွေကိုဖော်ပြထားတယ်ငွေတက်မှတ်တဲ့သူများလာမယ်နော်ဝါကြွားထောင်လွှားစော်ကားသူ့အတီရှုပ်ချမိဘစကားကိုနားမထောင်တဲ့သားသမီးတွေအများကြီးရှိလာကျေးဇူးမတိတဲ့သူတွေ ပိုးဆိုးတာကဖယားသခင်ကိုနစ်သက်ဒီသဲတဲ့ကာမဂုံခံစားခြင်းကိုတာ၍နစ်သက်တယ်တဲ့ဆိုလိုချင်တာကလောကပေးတဲ့ဘာဖြစ်လဲခံစားချက်ပျော်ရွှင်မှုထက်ဖယားသခင်ပေးတာကိုတိတ်မနစ်သက်ပဲနဲ့လောကအရာကို ပိုယူမှဆွဲလန်းတဲ့သူကိုပြောတာတနည်းအားဖြင့်အလင်းကိုတိတ်မနစ်သက်တော့ဘူးအမောင်ကိုပဲနစ်သက်လာတယ် ဖယောင်းကိုမှမွေ့လျော်ရောင်ဆောင်တဲ့သူတော်ရှိသေးတယ်လို့ပြောတယ်ဒီမှာကြည့်နော်ဖယောင်းကိုမှမွေ့လျော်ရောင်ဆောင်မှာမွေ့လျော်ချင်းတကူကိုညင်းပယ်တဲ့သူတွေဆိုတော့ဒီနေရာမှာကျွန်တော်အဓိကပြောချင်တာကနေထိုင်မှုဘဝပို့ပြီးပို့ပြီးခက်ခဲလာမယ်နှစ်တိခန်းကြီး၃ငယ်တစ်ကနေ၅မှာပထမတခွန်းပါတယ်အဲ့ဒါနောင်ကာလဒီတဲ့ခေရင်သောကာလဖြစ်လိမ့်မည်ဒီခေရင်သောကာလဆိုတဲ့မူရင်းစကလုံးမှာ ရှင်းရှင်းလေးဖော်ပြတဲ့အသေးပဲက အန်တရေများတဲ့ကာလလို့ဖော်ပြတယ်။ဘာတယ်လဲ။အန်တရေများတဲ့ကာလ။တနည်းအားဖြင့်နောက်ဆုံးသောကာလဟာအန်တရေများတဲ့ကာလဖြစ်တယ်။ဟုတ်လားမဟုတ်လားအခုပဲကိုယ့်ရဲ့လက်ရှိကာလကိုစဉ်းစားကြည့်နော်။စစ်ဖြစ်တာကိုကြောက်နေရတယ်ဟုတ်တယ်မလား။အန်တရေများနေတယ်။ဩစစ်ပဲချင်းဖြစ်လာမလဲ။မြို့သွင်းစစ်ပဲချင်းဖြစ်လာမလဲ။မြို့ပြင်စစ်ပဲချင်းဖြစ်လာမလဲ။ဥမာတချို့တွေဆိုစစ်ဖြစ်နေတဲ့နေရာရောက်နေတယ်။စသဖြင့်စသဖြင့်အန်တရေတအားများတယ်။ မဟုတ်အမထင်မထင်တလို့ဒီနေ့အသက်ရှင်နေတယ်မနေ့ပြန်တနက်ပြစ်ခံရရင်မှတည်သွားတယ်စသဖြင့်စသဖြင့်မရှိဘူးလားရှိတယ်ဒါကြောင့်အဲ့ဒီစစ်မဲ့ဘေးဒဏ်နေစစ်ဒဏ်နေကိုကြောက်နေရတယ်မဟုတ်ဘူးလားဟုတ်တယ်ဒါနောက်ဆုံးတော့ကာလရဲ့နမိတ်ပဲနောက်တစ်ခုကကျွန်တော်တို့ပြောမယ်စီးပွားရေးစီးပွားရေးကလည်းဗာလေအန်ဒီရဲ့များတဲ့ကာလပဲဒါကိုကျွန်တော်ညွန်ပြနေတာများညွန်နေတာဘာကိုသိစေချင်တယ်လဲသိလား နောက်ဆုံးတော့ကာလာရောက်လာပြီဆိုတာကိုဖော်ပြချင်တာချက်တော်ညီကိုမောင်မတို့ကြောက်ရွံ့ထိတ်လန့်ပြီးမှအသက်ရှင်နေရတဲ့ကာလာကိုဘာလို့ခေါ်လဲဆိုတော့ခေရင်ဆိုးရုပ်တဲ့ကာလာလို့ခေါ်တယ်။ဒါကြောင့်ခုနကကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းချက်ထဲမှာနှစ်တိခန်းကြီး၃ငယ်၁ကနေ၅မှာနောင်ကာလာဒီခေရင်တော့ကာလာဖြစ်လိမ့်မည်ဟုတိမှတ်ကြလောလို့ရေးထားတာဖြစ်တယ်။နောင်ကာလာဆိုတာကျွန်တော်အခုဒီကျမ်းစာကိုဖတ်မယ်ဆိုရင်နောင်ကာလာလို့ဖတ်လို့မရတော့ဘူး။ယခုကာလာဒီပြောရတော့မှာ ဟုတ်တယ်နော်ဒါကြောင့်ဟိုပါလေအိတ်မနေအိတ်ပျော်မနေနဲ့တော့ဝိညာဉ်ရေးရမှာချက်တော်ညီကိုမော်တော်တို့ဝိညာဉ်ရေးရမှာတင်အိတ်ပျော်နေသေးသလားအမြန်နိုးလာပါဘာပဲလုံနေလုံနေသင်နိုင်ငံသားမှာအလုပ်ပဲလုပ်နေလုပ်နေသင်မြို့ထဲမှာပဲဘာအလုပ်ပဲလုပ်လို့ဆက်လုပ်ပါမလုပ်ပါနဲ့လို့ဆရာပြောတာမဟုတ်ဘူးဒါပေမဲ့တမ္မာတရတတိရှိရှိလုပ်ပါဖျားတရားကိုသင်မိနေတယ်ဆိုရင် အမြန်လုပ်ပါအမြန်လုပ်ပါ ဖះတရားကိုလိုက်စားပါဖះအမှုတော်မြတ်ပေးလူပါဝင်ပါမဟုတ်လို့ရှိရင်ကျွန်တော်တို့လောကနဲ့ထွက်ခွာတော့မှငါဘာမှမလုပ်ခဲ့ရပါလားလို့ဖြစ်နေမယ်ဒါဒီကနေ့ပြောတဲ့ပထမတစ်ချက်ဖြစ်ပါပထမတစ်ချက်ပါတယ်လေနောက်ဆုံးတော့ကာလမှာနေထိုင်မှုဘဝပူပြီးခေရင်ဆိုးရုပ်လာမယ်ဆက်လက်ပြီးမှဒုတိယတစ်ချက်ကိုခွန်အားပေးခြင်း ਨੇ ဒုတိယတစ်ချက်ကဘာလဲဆိုတော့နောက်ဆုံးတော့ကာလမှာလူတွေကလေ များတော့အဖြစ်ခရိယန်တွေကလွဲမားတဲ့တရားကို ပိုပြီးနှစ်တက်လာမယ်။ဗါတယ်လေလွဲမားတဲ့တရားကိုပိုပြီးနှစ်တက်လာမယ်။ကျွန်တော်ဗါလေဆရာရဲမင်းထွင်ပြီးမှပြောနေတာမဟုတ်ဘူးနော်။တမာကျန်းစာအခြေမြင့်နဲ့ပြောနေတာ။တမာကျန်းစာကိုဖွင့်ဟားကြည့်ပါတင့်လက်ထဲမှာကျန်းစာရှိတယ်ဆိုရင်ကျွန်တော်ကျန်းစာပထမအဦးဆုံးတကျန်းဖတ်ချင်တယ်။တိမောသေးဩရာစာဒုတိယဆောင်ခန်းကြီး၄အငယ်၃ကနေ၄နှစ်တိခန်းကြီး၄အငယ်၃ကနေ၄မှတ်ထားနော်။ ကျွန်တော်ဖတ်ပြမယ်အเจ้าမူကနောင်ကာလ၌လူတို့သည်စင်ကြဲသောဩဝါဒကို နားမခံနိုင်ပဲစီစစ်ပြီးမှခံယူပါစီစစ်ပြီးမှခံယူပါနာမည်ကြီးတဲ့ဆရာတွေဟောလိုက်လို့အားလုံးကအာမင်ထူးတဲ့ဆရာတွေကိုကျွန်တော်တို့ကလိုက်ထူးနေတယ်ဆိုရင်မားပါတယ်တေချာစဉ်းစားကြည့်ပါ तू ဟောတဲ့တရားကမှန်လားမားလားတမတမတရားနဲ့ညီညွတ်လားမညီညွတ်လားတေချာစဉ်းစားနော်အဓိကဒီနေရာမှာပြောချင်တာကအခုဒီကာလမှာ ခရိယန်တွေကလေများစွာတော့ခရိယန်တွေကစစ်မှန်တဲ့အရာကိုပြောရင်တို့ကမကြိုက်ကြတော့ဘူးဘာကိုကြိုက်လဲဆိုတော့ကျမ်းမာချမ်းသာတရားသီးသနာဩကျမ်းမာမယ်ယေရှုကိုယုံကျမ်းမာမယ်ယေရှုယုံချမ်းသာမယ်အာယေရှုနာမနဲ့ပါလေပတ်စံအိတ်ထဲမှာပတ်စံပြည့်စည်ဘန်ကတ်ထဲမှာပတ်စံပြည့်စည်စသဖြင့်ဆုတောင်းပေးတာကိုတို့ကတအားကြိုက်ကြတယ်တမာချင်းစာထဲနဲ့လုံးဝကွဲလွဲနေတဲ့တရားတွေဖြစ်တယ်လေးသာဒီလိုပြောလိုက်ရင်ဆရာတို့ကို တချို့လူတွေက အဆရာတို့ကလူတကာလိုက်တိုက်ခိုက်တယ်ဆိုပြီးမှပြောတဲ့သူရှိသေးတယ်မကြိုက်တော့ဘူးဒီစင်ကြဲတဲ့ဩဝါဒကိုမကြိုက်ကြတော့ဘူးတတိပေးစကားကိုနားမထောင်ကြတော့နောက်ဆုံးကုန်ကျွန်တော်တို့အမြဲပြောနေတဲ့ဒီယေရှုဟာတယိုးမှာဖြစ်တယ်ဆိုတော့အဖွဲထဲမှာဝင်သွားတဲ့သူတွေကိုဆရာတို့တွားမှတတိပေးမယ်ဆိုရင်ဆရာတို့တော့မှပြန်ပြန်ပြန်ပြီးတော့မှပြောတယ်ဆရာတို့ကဖာရိရှဲလူမျိုးပဲသူများကိုရှောက်ပြောတယ်ဆိုပြီးမှဆိုလိုချင်တာပါလေ မြားဆိုတော့လူတွေကစင်ကြဲတဲ့ဩဝါဒကိုမနာနားမထောင်ချင်တော့ဘူးနားမထောင်ချင်တော့ဘူးထူးထူးခြားခြားအရာတွေကိုမှတတ်မှတ်ကြတယ်ထူးထူးခြားခြားအရာတွေကိုမှနားထောင်ကြတယ်နားမလဲတဲ့စကားအပရှလလလတတတတတအဲ့ဒီဟာတွေကိုကြားချင်ကြတယ်ကျွန်တော်အမြဲပြောတယ်ဒီစကားပြောတဲ့သူကတတိထားပါကျင်းစာထဲမှာမရှိတာမဟုတ်ဘူးဒီຢာတွေကအများရှိမှပြောရပြောလို့မရတဲ့အမျိုးမျိုးတော့ပါတာစကားဖြစ်တယ်တတိထားပါနော် များစွာတော့ဆရာတွေနောက်လိုက်ချင်ကြတယ်ဟိုဆရာတရားလဲနားထောင်တယ်တီးဆရာတရားလဲနားထောင်တယ်ဟိုဘက်ဆရာတရားလဲနားထောင်တယ်ဆရာများတော့ဆရာတွေရဲ့တရားနားထောင်တာမကောင်းဘူးလို့ကျွန်တော်ပြောတာမဟုတ်ကောင်းတယ်နော်နားထောင်တိုက်ရင်ကောင်းတယ်ခွန်အားရတယ်ဟုတ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့နားထောင်နေတဲ့ဆရာတွေရဲ့ဟောကြားချက်ကတမာကျင်းစာနဲ့ညီလားမညီဘူးလားဆိုတာသေချာလေးတတိထားဖို့လိုတယ်သူများတွေတတိပေးလာတယ်ဆရာဆရာမတွေတတိပေးလာတယ်ဆိုလို့ရှိရင် ကျွန်တော်တို့နှိမ်ချတော့စိတ်နဲ့ခံယူပါတခါတလေကျွန်တော်တို့အတိထဲကမာယွန်းနဲ့ဆရာတွေရဲ့တရားကို share ထားတယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အကောက်ကိုတွိုင်းမှမေတ္တာနဲ့တတိပေးတယ်ဆရာဆရာရင်းမင်းကပုံမှန်ဆိုရင် blind လူတွေကိုတွိုင်းမှတတိမပေးတတ်ဘူးဒါပေမဲ့ကျွန်တော်တို့တအားခင်တဲ့သူတွေကျွန်တော်အသွင်းတွေကလူတွေအဲ့လို share ထားတာတွေ့ရင်ဆရာတို့ကတော့တတိပေးတယ် ။ဘာကြောင့်လဲဆိုတော့နားလည်မယ်လို့ယုံကြည်လို့ဆရာတို့ကတတိတော့ပေးတာခံယူမယ်ယုံကြည်လို့မဟုတ်ရင်ဆရာတို့ ਨੇ တအားမတိတဲ့သူတွေဆိုလို့ရှိရင်ဆရာတို့တော့တတိမပေးတော့တတိပေးလိုက်လို့ရှိရင်ဆရာတို့ပြန်ပြီးတော့မှပါဖြစ်လေ။အာဆရာကသူများကိုတိုက်ခိုက်တယ်ပါညာပြောခံရတာတွေလည်းအများကြီးရှိတယ်။အဲ့လိုပြောခံရလို့ဆရာတို့ကတတိမပေးတော့ဆိုလားဆိုတော့မဟုတ်ပါဘူးတတိပေးရပါတယ်အမုန်းခံပြီးတော့မှတတိပေးရဒီနေရာမှာအတိကပြောချင်တာကနောက်ဆုံးသောကာလမှာ လွဲမားတဲ့တရားတွေကိုလူတွေကပို့ပြီးပို့ပြီး နစ်တက်လာတယ်။ပူပူနစ်တက်လာ။ဆိုလိုချင်တာကအပေါ်မှာရှောက်ရှောက်ဟောနေတာကိုအောက်မှာအာမင်အာမင်အာမင်ဆရာရှင်ပြတာကောင်းလိုက်တာနားလေသွားပြီဆိုပြီးမှပြောနေတဲ့သူကလည်းတပုံကြီးရှိနေ။လွေးမားတဲ့အယူဝါဒဆရာဟောနေတဲ့အောက်ကိုသွားကြည့်လိုက်မနေဘူးခရိယန်နေအာမင်ပြောနေတာ။ကျွန်တော်အဲ့ဒီအာမင်ပြောနေတာကိုကြည့်ပြီးတော့မှတော်တော်လေးစိတ်လေမိတယ်။သခင်ယေရှုခရစ်တော်ကတော့မျက်ရည်ကျနေမှာပဲလို့ကျွန်တော်ထင်တယ်။ဒါတော့လွဲမားတဲ့အရာကိုဟောနေတဲ့အရာမှာအောက်မှာအာမင်ဆိုပြီးမှလုံနေတာအများကြီးပဲ။ ကျွန်တော်အမြဲပြောတယ်အာမင်ကိုလွယ်လွယ်ကူကူမပြောပါနဲ့အာမင်ဆိုတာသူဟောတဲ့တရားကိုထောက်ခံလိုက်တာမှန်တယ်ဆိုပြီးမှပြောလိုက်တာဒါကြောင့်ကိုပြောလိုက်တဲ့အာမင်ကအဲ့ဒီဆရာတရားကိုထောက်ခံလိုက်တဲ့အတွက်ကိုကအဲ့ဒီဆရာရဲ့ဟောတဲ့တရားထဲမှာကျွန်တော်တို့ကတာဝန်ယူရလိမ့်မယ်သူပြောတာမှန်တယ်ဆိုရင်ကျွန်တော်တို့အာမင်ထွင်ကောင်းကြီးဖြစ်မယ်သူပြောတာမားတယ်ဆိုရင်ကျွန်တော်အာမင်ထွင်ကျွန်တော်တို့လည်းအာမင်္ဂလာဖြစ်လိမ့်မယ်တတိထာနော်နောက်ထပ်ကျမ်းချက်တစ်ချက်လေးဖတ်ချင်တယ်။တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး၄အငယ် တစ်ကနေနေမှာဘယ်လိုပြောလဲဆိုဝိညာဉ်တော်ဒီအတိအလင်းဗျာဒိတ်ထားတော်မူဒီကားတဲ့နောင်ကာလ၌ဩတပစိတ်တွင်တန်ပူနှင့်ခတ်ချင်းကိုခံပြီးလင်မှုသားစကားကိုပြောတတ်တော်သူတို့၏လျှို့ဝှက်ခြင်းအဖြစ်လူအချို့တို့သည်ယုံကြည်ခြင်းကိုစွန့်ပယ်၍လက်ဖျားတတ်သောစိတ်ဝိညာဉ်တို့နှင့်၎င်းနှက်ဖျားတို့နှင့်ဆက်ဆိုင်သောဩဝါဒတို့နှင့်၎င်းမိဝဲစင်ကက်ကြလိမ့်မည်တဲ့လမ်းလွဲသွားတဲ့ယုံကြည်သူတွေရှိတယ်ဆိုတာဒီမှာပြောပြတာကိုယ့်ရဲ့ယုံကြည်ခြင်းကိုစွန့်ပယ်တာ โอเคအမှန်ကတော့ကေတင်ချင်းကဆုံးရှုံးစရာအကြောင်းမရှိဘူးကိုကိုတိုင်းစွန့်ပယ်မယ်ဆိုရင်တော့တမျိုးပေါ့ကိုကိုတိုင်းစွန့်ပယ်မယ်ဆိုရင်ကိုကိုလိုချင်ပြီးမှဘာလဲဟိုဆုံးရှုံးသွားတာမဟုတ်ဘဲနဲ့ကိုကိုတိုင်းမလိုချင်တဲ့အခါမှာဆုံးရှုံးသွားတယ်လို့ပြောလို့မရတော့ဘူးကိုကိုတိုင်းမလိုမလိုချင်တော့တာယုံကြည်ခြင်းကိုစွန့်ပယ်သွားတဲ့အခါမှာတဲ့လက်ဖြားတတ်တဲ့စိတ်ဝိညာဉ်မှာမိဝဲစင်ကက်ချင်ကြတယ်အဲ့ဒါနောက်ဆုံးတော့ကာလာဖြစ်လာတဲ့အခါမှာနော် ဩတပစိတ်ကိုတန်ပူခတ်ချင်းခံရတယ်ဆိုလိုချင်တာကဩတပစိတ်ကအလုံးမလုံးတော့ဘူးတန်ရှင်တော်ဝိညာဉ်တော်ကသူ့ရဲ့ဩတပစိတ်ကနေအလုံးလုံးမအောင်အလုံးမလုံးတော့ဘူးသူဩတပစိတ်ရဲ့တတိပေးတန်ကိုသူမချားရတော့ဘူးဩတပစိတ်ဆိုတာဘာလဲဩတပဩတပဆိုတာကပါဏိစကလုံးဖြစ်တယ်ဩတပဆိုတာကတိတော်စိတ်ကိုပြောတာဖြစ်တယ်ရှင်းလင်းစွာတိတဲ့စိတ်โอเคကျွန်တော်တဏှာမှာစိတ်တဏှာမှာတခုခုကိုတိနေတယ်အဲ့ဒီတိနေတဲ့စိတ်ရှင်းလင်းတဲ့စိတ်ကိုဩတပစိတ်လို့ခေါ် အဲ့ဒီဩတပါစိတ်ကတန်ဘူးခက်ခံရတယ်ဆိုတာမတိဖြစ်သွားတယ်မတိဘူးစစ်မှန်တဲ့တရားကိုမတိတော့ဘူးလက်ဖြာတတ်တဲ့ဩဝါဒကိုနောက်လိုက်သွားတယ်လုံးဝယုံကြည်ခြင်းကိုစွန့်သွားတယ်ဆိုတော့နောက်ဆုံးတော့ကာလမှာဒီလိုယုံကြည်သူတွေရှိလာမယ်တဲ့ဒီနေရာမှာဆရာအထူးတစ်ဖြစ်တတိပေးချင်တာကအဲ့လိုယုံကြည်ခြင်းကိုစွန့်ပစ်ပြီးမှသွားတဲ့ယုံကြည်သူတွေကျွန်တော်ကျမတို့မဖြစ်အောင်တမန်တတိနဲ့အသက်ရှင်ပါချစ်တော်ညီကိုမောင်မတို့ နောက်ဆုံးသောကာလမှာအဲ့လိုလူတွေများလာမယ်နောက်ဆုံးသောကာလမှာအဲ့လိုလူတွေများလာတဲ့အခါမှာတတိအင်မတန်ထားပါလို့ကျွန်တော်ခွန်အားပေးချင်ပါတယ်လွဲမားတဲ့ဆရာတွေအောက်မှာအာမင်အာမင်အာမင်လုံနေသလားကျွန်တော်တို့အဲ့လိုဖြစ်နေသလားစဉ်းစားပါဟိုဆရာတယောက်လည်းအာမင်ထူးတဲ့ဒီဆရာတယောက်လည်းအာမင်ထူးတဲ့ဟိုတရားအောက်မှာအာမင်ထူးတာမကောင်းတာမဟုတ်ဘူးလွဲမားတဲ့တရားဖြစ်နေတယ်ဆိုရင်တင်အာမင်္ဂလာဖြစ်လာလိမ့်မယ်တတိထားပါ အနောက်ဆုံးသောကာလမှာအဲ့လိုလူတွေအများကြီးပေါ်လာတဲ့အခါမှာကိုမဖြစ်ဖို့လိုတယ်။ပြီးရင်အဲ့လိုလွဲမားတဲ့သူတွေနဲ့ရှောင်ပါလို့ကျွန်တော်တို့လည်းတတိပေးထားတယ်နော်။လွဲမားတဲ့သူနဲ့မပေါင်းသင်ဖို့ရင်အတွက်ရှောင်ပါ။လွဲမားတဲ့ group ထဲမှာရှိနေတယ်ဆိုရင်ထွက်လာပါ။လွဲမားတဲ့သူတွေနဲ့ friend ဖြစ်နေတယ်ဆိုရင် block ပါ။အလောက်ထီကိုကျန်းစာကတုံတင်တာနော်ဆရာရဲမင်းကတုံတင်တာမဟုတ်ဘူးဒါကြောင့်ဆရာတို့ဆရာတို့ attitude တွေ ဆရာတို့လာပြီးတော့မှ group ထဲဆွဲသေးတဲ့အရာတွေဆရာတို့လွဲမားနေတယ်လို့မြင်တဲ့အခါမှာထွထွထူးထူးလွဲမားအကြောင်းကို ထောက်ပြတာမဟုတ်ဘဲနဲ့တိတ်တိတ်လေးနဲ့ထွက်လာတာတွေရှိတယ်။ကျမ်းစာထဲမှာပြောထားတာပဲလေဒါလွဲမားတဲ့သူတွေကိုရှောင်ပါလို့ပြောထားပြီးသားတကယ်လို့မေးလာလို့ရှိရင်တော့ထောက်ပြရမယ်နားလည်အောင် ရှင်းပြရမှာကျွန်တော်အမှုတော်ဆောင်ရဲ့တာဝန်။ Okay အမှုတော်ဆောင်တွေကလွဲမားနေတဲ့သူကိုဆက်တိုက်ပြီးတော့တိုက်ခိုက်ဖို့မဟုတ်ဘူးနော်ကျမ်းစာကအဲ့လိုမပြောဘူး။ကြုံလာလို့ရှိရင်ကျွန်တော်တို့ ရှင်းပြဖို့ပြန်လဲအာဒီရွဲမားတဲ့အယူဝါဒကိုတိုက်ခိုက်ဖို့တော့တာဝန်ရှိတယ်ဒါပေမဲ့တကူးတကလိုက်ရှာပြီးမှတိုက်ခိုက်ဖို့တော့ကျွန်တော်တို့တာဝန်မပေးထားဘူးဘုရားသခင်ကျွန်တော်တို့တာဝန်ပေးထားတာကယုံကြည်သူတွေကိုပါဖြစ်လေလွဲမားတဲ့အယူဝါဒကနေတတိပေးမယ်ပြီးလို့ရှိရင်အမှုတော်မြတ်ကိုမယုံကြည်သေးတဲ့သူတွေကိုအေးဝင်ကလေးခေါ်မယ်ဒါပဲယုံကြည်တဲ့သူတွေကိုယုံကြည်ခြင်းခိုင်ခန့်အောင်လုပ်ပေးမယ်ဒါပဲဒါအမှုတော်ဆောင်ရဲ့တာဝန်ဖြစ်တယ်ဆိုတော့ဒီကနေ့ နောက်ဆုံးနှိကုံးချုပ်ခြင်းနဲ့နော်ဒီကနေ့ဟောသွားတဲ့ခေါင်းစဉ်ကနောက်ဆုံးတော့ကာလနမိတ်အပိုင်း၄ကိုဝင်ငှသွားတယ်အချက်နှစ်ချက်နဲ့ခွန်အားပေးသွားတယ်နံပါတ်၁ကနောက်ဆုံးတော့ကာလမှာနေထိုင်မှုဘဝပူပြီးခေရင်ဆိုးရုပ်လာမယ်ခေရင်ဆိုးရုပ်လာမယ်ဆိုတဲ့စကားလုံးကအခုပြည့်စုံနေပြီနော်နောက်ကာလဒီခေရင်တော့ကာလဖြစ်လိမ့်မည်ဟုတိမတ်လို့ဆိုတာကဘယ်လိုဖတ်ရမလဲယခုကာလဒီခေရင်တော့ကာလဖြစ်သည်ဟုတိမတ်ကြလောတမာတတိရှိပါချက်တော်ညီကိုမောင်တော်မတော်နံပါတ်1 လွဲမားတဲ့တရားကိုနစ်တက်တဲ့သူပိုပြီးပိုပြီးများလာမယ်တဲ့ကျမ်းစာထဲမှာကတော့နောင်ကာလ၌နောင်ကာလ၌လို့ရေးထားတယ်အခုကျွန်တော်တို့ပြောရမှာယခုကာလ၌ပြောရမှာနော်ယခုကာလ၌လူတို့ဒီစင်ကြယ်တော့ဩဝါဒကိုနားမခံနိုင်ပဲရာတတ်တော်နားရှိလင်မိမိတတ်မှတ်ခြင်းအတိုင်းများပြားတော့ဆရာတို့နောက်လိုက်ကြလိမ့်မည်တဲ့နော်အမတရားကိုနားမထောင်ချင်ဘူးဒဏ္ဍာရီစကားလက်စားတဲ့စကားကိုပဲနားထောင်ချင်ကြတဲ့အခါမှာလွဲသွားမယ်တဲ့တတိထားပါ ဆိုတော့ဒါရီဟာနောက်ဆုံးသောကာလမှာဖြစ်လာမယ့်အရာတွေအချက်နှစ်ချက်ကိုဝင်ကားသွားတာဆိုတာအားလုံးကိုပြောပြရင်းနဲ့ညှိကုံချုပ်ပါတယ်နောက်ဆုံးသောကာလမှာတမာတတိရှိရှိအသက်ရှင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ရင်းနဲ့ဒီကနေ့မနေ့နောက်ဘက်တော့ကိုဒီမှာပဲညှိကုံချုပ်ပြရစေနားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဘုရားရှင်တာပြီးကောင်းချီးပေးပါစေတော့အာမင်